ိသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်ပေးလျက်ရှိတဲ့စိတ်ဝင်စားဖွယ်ရာပွဲအခမ်းအနားတွေအကြောင်းကိုစီစဉ်တင်ဆက်ရိုက်ကူးပေးနေတဲ့ရန်ကုန်မြို့ဝင်ကျဲအစီအစဉ်အနေကြိုးဆိုပါရစေကျွန်တော်တို့မြန်မာလူမျိုးတွေမှာဆိုရင်တော့ပူဇော်ထိုက်သူပူဇော်တဲ့မုံမြတ်တဲ့အလေးထားတစ်ခုရှိပါတယ်ဒီနေ့မှာဆိုရင်တော့စိန့်ကျွန်းတိုင်အောင်စီစဉ်ယောက်ျားလေးကြောင့်အထာကတဲ့လမ်းမတော်ရဲ့16ချိန်မြောင်အာစရိယပူဇော်ပွဲအခမ်းအနားကိုပရိသတ်များအတွက်တင်ဆက်ပေးသွားကြပါမယ်ပရိသတ်တွေအားလုံးကလည်းကျွန်တော်တို့ရဲ့ရန်ကုန်မြို့ဝင်ကျဲအစီအစဉ်ကိုဆက်လက်ခံစားကြည့်ရှုကြပါအောင်ခင်ဗျာ စိန်ကျွန်းဒိုင်အိုစီစဉ်ယောက်ျားလေးကြောင်းအာထကတက်လမ်းမတော်ရဲ့16ကြိမ်မြောက်အာစတီးယားပူဇော်ပွဲအခမ်းအနားကိုအာထကတက်လမ်းမတော်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုကရော့ကန်ဆရာကြီးဆရာမကြီးများ၊ကျောင်းသားဟောင်းများစုံညီစွာတက်ရောက်ခဲ့ကြပါတယ်။ ကန်းနာစာတင်ချိန်မှာတော့အာစတီးယားပူဇော်ပွဲပြည်မြောက်ရေးကော်မတီဥက္ကဋ္ဌကအာစတီးယားပူဇော်ပွဲပြည်မြောက်လာပုံနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ပါတယ်။ကျွန်တော်နာမည်ကတော့ဒေါက်တာတန်းစင်ပါခင်ဗျာ။ကျွန်တော်ပြည်မြောက်ရေးကော်မတီမှာဒုဥက္ကဋ္ဌအနေနဲ့တာဝန်ယူပါတယ်ခင်ဗျာ။ကျွန်တော်တို့ဒီနှစ်ကိုတော့အပြည်မြောက်ရေးကိစ္စကိုအစည်းအဝေးကိုကျွန်တော်တို့၃လလောက်ကြိုပြီးတော့လုပ်ပါတယ်ခင်ဗျာ။အဲ့ဒီမှာတော့ကျွန်တော်တို့ပြည်မြောက်ရေးမှာတက်တက်ကြွကြွပါဝင်နေတဲ့ငကုံမူလလက်ဟောင်းအကြောင်းကြီးအကြောင်းသားတွေရယ်နောက်ပြီးတော့အစ်စ် ဝင်လာတဲ့ចောင်းသားတွေရေပေါ့လေအဲ့ဒီចောင်းသားဟောင်းကြီးတွေကပေါင်းပြီးတော့ကျွန်တော်လောက်ကြတာပါအဲလောက်တဲ့အခါကျတော့ကျွန်တော်စပြီးတော့ရမောင်ဝေကောက်ခံရေးရနေစပြီးတော့အခမ်းအနားဆီစဉ်ဆရာဆရာမတွေကိုဘယ်ပုံဘယ်နည်းပိတ်ကြမယ်ဆရာဆရာမတွေတူတူတယောက်စီကိုဘယ်ပုံဒီကျွန်တော်တို့ကတော့ကြမယ်ဆိုတာအစအသေးစိတ်ကျွန်တော်ဆွေးနွေးကြပါတယ်အဲ့ဒီဟာကိုလည်းကျွန်တော်အထက်ထက်အခါကအချင်းချင်းအခါကဆွေးနွေးပြီးတဲ့အခါကျတော့မှဒီလိုမျိုးအစိကပူဇော်ပွဲပြည့်စုံရေးဖြစ်ပြောင်းလာပါဆိုတော့ဆရာဆရာမတွေကတော့ကျွန်တော်တို့နှစ်တိုင်းလာပြီးတော့အကြောခံတဲ့ဆရာမတွေ ဟိုရှိကြပါတယ်သူတို့ရဲ့လိစာတွေကလည်းကျွန်တော်တို့ရှိမှရှိကြပါတယ်အဲ့ဒါကဆရာဆရာမတွေကိုဆက်သွယ်တဲ့ဟိုကျွန်တော်တို့တာဝန်ယူတဲ့အခွင့်အငယ်လေးတွေကျွန်တော်တို့ဖွဲ့ပြီးတော့ဆရာဆရာမတွေကိုဆက်သွယ်ပါတယ်နေရကျွန်တော်တို့ရဲ့ဟိုကျောင်းတွေပဲတကယ်ချင်းတွေကိုတော့ကျွန်တော်တို့တက်နိုင်တော့ပေါ့လေနှီးမျိုးစုံနဲ့ပေါ့တတိယစာတွေကကြောင်ညာတာတွေနော် MRT ကိုကနေပြီးတော့ကြောင်ညာတာတွေလို့တို့တို့ကျွန်တော်နှီးစရာတွေနဲ့လည်း Facebook တို့နော်ဖုန်းတွေကနေတစ်စိမ့်နဲ့ကျွန်တော်လှမ်းပြီးတော့ဆက်သွယ်ကြတယ်ဟိုနေမှာရှိနေတဲ့အလန်းဝင်းနေတဲ့လူတွေကမကပါဘူးခင်ဗျာ ပြပမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ကျောင်းသားတငယ်ချင်းတွေကိုပါလဲကျွန်တော်ဒီလိုပဲဆက်သွယ်ပါတယ် Facebook ကနေဆက်သွယ်တာဆိုလို့ရှိရင်တော်တော်လေးထိရောက်ပါတယ်ခင်ဗျာအော်ပြပကျောင်းသားတွေဆိုလို့ရှိရင်တော်တော်လေးတက်တက်ကြွကြွတဲ့အလူငယ်တွေထိုင်ဝင်ကြတာလို့ကျွန်တော်တွေ့ရပါတယ်ခင်ဗျာအခက်ခဲကတော့ကျွန်တော်တို့ဒါတော့မမယ်ရမရှိပါဘူးခင်ဗျာဘာလို့ဆိုတော့ဟိုပြည်သူတွေမှာပါတဲ့သူအားလုံးကအားတက်တရောနဲ့ဒီဟိုဆောင်ရွက်ကြတာလည်းမြင်ကြတယ်ဟိုဖြစ်ချင်တဲ့ဆန္ဒရယ်ဟိုရှိပါတယ်ဒါကလည်းကျွန်တော်တို့စိန်ကျောင်းကျောင်းသားဒီရဲ့ဒီတိုင်းမှာရှိနေတဲ့စိတ်သက်လို့ပဲကျွန်တော်တို့ပြောရမှာပဲ။ ဟိုကျွန်တော်တို့ရဲ့ဆောင်မှုက we are able ဆိုတဲ့ဆောင်မှုကရှိတယ်လေကျွန်တော်တို့ကဟိုလုပ်ဖို့ကိစ္စတခုရှိပြီးဆိုလို့ရှိရင်ဟိုမပြစ်ပြအောင်လုပ်မယ်ဟိုကျန်တဲ့ကိစ္စဝိစားဘာအပတာကိစ္စတခုတော့ပြအောင်လုပ်မယ်ဆိုတော့ကျွန်တော်စန္ဒာလေးတွေရှိကြပါတယ်အဲဒါကြောင့်မလို့ကျွန်တော်နှစ်တိုင်းအစဉ်ပြေပြေချုံချုံမောင်းတဲ့ချင်းပါခွင့်နိုင်ငံတို့ပဲကျွန်တော်လွှဲယူဆပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဟိုအနန္တအနန္တဂိုင်းဝင်ဆရာသမားတွေအခုလိုမျိုးနှစ်တိုင်းနှစ်တိုင်းပူဇော်ခွင့်ရတာအတိုင်းမသိဝန်တာပီတီဖြစ်ရပါတယ်ခင်ဗျာ အဲကျွန်တော်တို့ကျေးဇူးဆက်နိုင်တဲ့နီးနဲ့ပြန်ပြီးကျေးဇူးဆက်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဒါပေမဲ့ဒီလောက်ကျေးဇူးဆက်တာတော့မှတို့ကျွန်တော်တို့ဘက်မှာရှိတဲ့ကျေးဇူးတွေကမကုံနိုင်သေးပါဘူးဆိုပြီးတော့ကျွန်တော်တို့ယူဆပါတယ်ထို့တူပဲကျွန်တော်တို့ရဲ့အကြောင်းတွေတကယ်ကြီးအားလုံးကလည်းဒီလိုစိတ်ဓာတ်မျိုးအပြည့်အဝရှိကြပါတယ်ဒါမှမဟုတ်အခုလည်းမြင်ပါလိမ့်မယ်ဟိုလာတက်တဲ့လာကြော့ဟိုလာကြတဲ့အကြောင်းကြောင်းသားပိဿဒီနေ့ကခရိုင်းနဲ့တက်ကိုပုံများပါတယ်ခင်ဗျာ ဲဒီနောက်မှာတော့ဆရာကြီးဆရာမကြီးများကိုကတော်ကျိုးနဲ့ပူဇော်ကတော်ခဲ့ပြီးကတော်ကန်ဆရာကြီးတို့ကဆုံးမဩဝါဒစကားပြန်လည်ပြောကြားပေးခဲ့ပါတယ်။ဆရာမနာမည်ကဒေါခင်ထွေးထွေးပါဒီကျောင်းကို1968ခုနှစ်ကစပြီးတော့ရောက်ပါတယ်။အထက်တန်းမြတ်ဆရာမပေါ့နော်။အဲ့တော့ဒီကျောင်းမှာကြတော့ဆရာမတယောက်အနေနဲ့က ိုကိုတတ်နိုင်တဲ့ဘာသာတွေအကုန်သင်ဆိုတော့မြန်မာစာလည်းသင်ခဲ့တယ်ဒီကျောင်းမှာနောက်ပြီးတော့ဘောဂဗေဒပေါ့နော်ဆရာမအီကိုနဲ့အောင်နေဆိုတော့ဘောဂဗေဒလည်းပဲသင်ခဲ့ဘူးတယ်ပေါ့အဲ့တော့ကျောင်းသားတွေအကုန်လုံးနဲ့ကတော့ရင်းနှီးပါတယ်အလုံးနှစ်ကြောရှိရှိကြီးပေါ့နော်အတူတူနေခဲ့ပါတယ်သားတွေပါပဲဆရာမလှုပ်ဆင်ခါတော့မင်းကလေးမရှိအခုတော့မင်းကလေးတွေပါရောက်လာပြီဒီကျောင်းကတော့အရန်ကိုထူးကြပါတယ်အစားစာရမှာလည်းပဲလေဟို သိတယ်အများသိလိုက်တယ်ပြောလိုက်တယ်ဆိုရင်စိန်ညုံလို့ပြောလိုက်ရင်လည်းသိပါတယ်အထကတဲ့လမ်းမတော်လို့ပြောလိုက်ရင်လည်းသိပါတယ်ဒီเจ้าမှာเจ้าဥကြီးတွေလှုပ်သွားတယ်เจ้าဥကြီးတွေအဆက်ဆက်ရဲ့သူတို့ရဲ့ထုကျွန်ထက်ပြင်းမှုပေါ့နော်သူတို့ရဲ့အောင်မြင်မှုကြောင့်ဟိုဆယ်ရန်းဆာမွဲတွေဘာတွေသွားစစ်ပြီးဆိုရင်လည်းဘယ်เจ้าကဆရာမလဲဆိုအထကတဲ့လမ်းမတော်ကစိန်ညုံကဆိုရင်ဆရာမတို့မျက်နှာရှိတယ် ။ဘာလို့ဆိုတော့အလုတ်ကြိုးစားတယ်အလုတ်ကျွမ်းကျင်တယ်ပေါ့နော်စီကံတကြရှိတယ်အဲ့ဒါတွေပေါ့။ယောက်ျားလေးကြောင့်ဆိုပေမဲ့လို့လည်းပဲအရန်စီကံကောင်းပါတယ်ဆရာမလုတ်ခဲ့စဉ်တော့တော့မိန်းကလေးတွေမရှိသေးဘူးပေါ့နော်။ပြောစကားလဲအင်မတန်နားထောင်တယ်။ဟိုဆိုးတဲ့ကလေးတွေရှိတယ်အဲ့ဒါလေးတွေကလည်းနှွေဆိုးလေးတွေဆိုတော့ချစ်ဖို့ကောင်းတယ်။မိသားစုတွေလိုပါပဲ။အမတ်တရားဖြစ်ရတဲ့ရတော့လေ ပျော်တာတွေပါပဲအကုန်လုံးကလေဖြစ်ရကလေးတွေအရင်တုန်းကဆိုရင်ဟိုကထိန်နေပါလေဆိုလို့ရှိရင်လေလေဒီလမ်းတော်မြို့နယ်တစ်ခုလုံးမှာပရိသတ်ပဲနေသီးပြီးတော့လိုက်ပြီးတော့လှဲ့တဲ့အခါကျရင်ကတာတွေတီးတာတွေအကုန်လုံးကကြောင်းသားတွေအဲအမတ်တရားလေးတစ်ခုရည်စရာလေးပြောရမယ်ဆိုရင်တော့ဟိုဆရာမတို့ကြောင်းဝင်ယောက်ျားလေးကြောင်းဆိုတော့ဟိုဘက်နားမှာမင်းကလေးကြောင်းရှိတယ်အဲမုံစားစစ်မီဆိုလို့ရှိရင်ကြောင်းသားလေးတွေကသွားကြသွားကြတဲ့အခါကျတော့အဲ့ဒီကဆရာမကြီးကကြောင်းဦးဆရာမကြီးက ဆရာမကိုခေါ်ဆုတယ်။သူကညီတို့ကြောင့်ကညီတို့သားတွေရတယ်မုံစားဆင်းငါเจ้าကြီးပဲလာတာပဲတဲ့။အဲ့ဒါကိုသားတွေကိုထိန်ရတယ်ဆိုပြီးတော့ဆရာမကြီးကဆရာမကိုခေါ်ဆုတယ်။အဲ့တော့ဆရာမကပြောလိုက်တယ်။ဆရာမကြီးရဲ့လို့ကဘာကြီးကိုလို့ခလဲကောင်ကနေပြီးတော့ဒတိုင်းကြီးအကြီးကြီးအပြည့်ကြီးကလိုက်ပြီးတော့ဟိုဘက်မှာယောက်ျားလေးတွေယူရနေဒီဘက်မှာမိန်းကလေးတွေယူရနေအဲ့လိုခွဲကြလိုက်ရင်လို့ ဆီယမာကြီးဘယ်လိုထင်ပါလဲလို့ဒီအုတ်တိုင်းကြီးကိုဘယ်သူအရင်ဖြိုမလဲလို့ဆီယမာကြီးဘယ်လိုထင်လဲလို့ဆိုတော့ညီတော်သားတွေယောက်ျားလေးတွေဖြိုမှာပေါ့တယ်ဟုတ်ပါတယ်ဆီယမာကြီးရဲ့လို့ဖြိုတာကတော့ယောက်ျားလေးတွေဖြိုမှာပါဖြိုခြင်းအောင်လုပ်မှာကတော့ဆီယမာကြီးသမီးတွေပါအဲ့ဒါလေးရတော့လေကြောင်းသားတွေရတယ်တခါလေအရန်ကိုသဘောကျပြီးတော့သူတို့ကလေဒီစကားသူတို့အတွက်ပြောပြလို့ဆိုပြီးတော့ ပီတိအရန်ဖြစ်ပါတယ်သူတို့ဒီเจ้าကနေထွက်ကြရပေါ့နော်ဟိုဌာနဆိုင်ရာလူကြီးတွေပေါ့နော်နောက်ပြီးဆရာဝန်တို့အင်ဂျင်နီယာတို့အမျိုးစုံဖြစ်ကြပါတယ်ဆရာမတို့ကတော့ဟိုဓာသွေးကြောက်လေဟိုကြောက်တုံးကြီးကတော့ပဲ့ရွယ်ကြင်ခဲ့တယ်ကိုသွေးပေးလိုက်တဲ့ဓာတွေကတော့ခြုံထက်သွားတာပေါ့အခုသက်ကြီးလာပြီဆိုရင်ဆရာမဆိုသက်80ကျော်ပြီလေကျမကြီးကမကောင်းတော့ဘူးဆိုတော့ဟိုဆရာဝန်ဖြစ်သွားတယ်ပရိုဖက်ဆာတွေဖြစ်နေပြီဓာတွေကပြန်ပြီးတော့ကြည်ပေးတယ်ပေါ့နော်အဲ့ဒါတွေပြန်ပြီးတော့ပီတိတွေဖြစ်ရတာပေါ့ ဲ့တော့ဆီယမတို့ခေတုံးကတော့တကယ်ကိုဟိုတပြိမရှာ တပြားမရှိ ပီတိကိုစာအရှိပါဤဆိုတာတကယ်ဟိုပါပဲလက်တွေ့ပါ သူတို့ကိုပြောချင်တာကတော့လေအခုခေတ်မှာလေအစစအရာရာမိန်းကလေးတွေလည်းပဲဟိုမြမယဉ်ကျေးမှုကနေနည်းနည်းဖီလာတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုလည်းပြန်ပြီးတော့ထိမ့်သိမ့်ခြင်းနဲ့ယောက်ျားလေးတွေကြတော့ဟာ ဟိုသားတွေပေါ့နော်ရင်းနှင်းနှီးပြောလိုက်တာကိုကျင်တရားကိုထိမ့်သိမ့်မှာနောက်ဆီယမားတို့ရဲ့တပည့်တွေအားဆိုရင်အခုဆိုရင်တို့ကအိမ်တောင်ရှင်သားတွေသားတွေသမီးတွေနဲ့ဖြစ်နေပြီမိသားစုပေါ်မှာသစ္စာရှိပါသူတို့ဆီယမားအဲ့ဒါအမြဲပြောတယ်မိန်းကလေးတွေကြတော့မျက်မှောက်ယဉ်ကျေးမှုကနေပြီးတော့ဖောက်မထွက်ပါနဲ့ပေါ့နော်အထူးသဖြင့်မိန်းမလေးတွေကလှကျင်တယ်လေလှကျင်တော့ဝတ်စားစင်ရင်မှုတွေကခစ်ဆန်းလာတယ် မြန်မာမိန်းကလေးတယောက်ဟာမြန်မာဝတ်စုံနဲ့အလှဆုံးပါပဲလို့ဆရာမအမြင်ပြောပါတယ်ဆရာမလည်းပြောရတာဝင်သားပါတယ်ဂျေဆုလည်းတင်ပါတယ်ဆလပီအာတာကတဲ့လမ်းမတော်ကျောင်းအုပ်ဆရာကြီးကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ နောက်ငွေကြေးတသိန်းနဲ့အထက်လူရှင်များအားဂုံပြူမှတ်တမ်းလွှာများပေးအပ်ခဲ့ကအာထာကတဲ့လမ်းမတော်အားအလူငွေများပေးအပ်ခဲ့ပါတယ်ဒီနေ့မှာဆရာကြီးဆရာမကြီးများကို ပူဇော်ကြောခဲ့တဲ့ကျောင်းသားဟောင်းများရဲ့ဝမ်တာပီတီစကားသံများကိုလည်းအခုလိုပဲကြားသိခွင့်ရခဲ့ပါတယ်ကျွန်တော်ကဒီကျောင်းမှာ1980 90တခုနှစ်ကပေါ့နော်ဒီကနေပြီးတော့ဟိုဆယ်နှစ်အောင်သွားပါတယ် အဲ့တော့ဟိုဒီမှာကျွန်တော်တက်နေစဉ်ကာလပေါ့ဒီနေ့ဟိုဆရာဆရာမကြီးတွေကို လာပြီးတော့ဟလာနှုတ်ဆက်ဂါရဝပြုရတဲ့အတွက်ကျွန်တော်အနေနဲ့အထူးပဲဟလာဝင်းတာပါတယ်ဆရာဆရာမကြီးတွေနဲ့မတွေ့ရနှစ်ပေါင်းနဲ့ကြာပါပြီအဲ့တော့ထို့အတူပဲကျွန်တော်ဒီမှာဟိုတငယ်ချင်းတွေပေါ့နော်ကျွန်တော်တို့ငယ်တုန်းကဟလာအတူတူဟလာဒီမှာဟိုကြောက်တက်ခဲ့တဲ့တငယ်ချင်းတွေအဟောင်းတွေတငယ်ချင်းဟောင်းတွေပေါ့အခုတော့အသက်တွေလည်း 60တွေကျော်ကုန်ပါပြီเนาะဒါတွေနဲ့လည်းပြန်တွေးရပြီးတော့ဟလာငငယ်တော့လို့ပဲเนาะပျော်ပျော်ရွှင်ရွှင်ဟလာအရင်နည်းနည်းနဲ့ဟလာစကားပြောခွင့်ရတယ်တက်ခွင့်ရတဲ့အတွက်ဟလာကျွန်တော်အနေနဲ့အထူးပဲဝင်တာပါတယ်ကျွန်တော်ဟလာနောက်နှစ်တွေလည်းဒီမှာဒီလိုပဲဟိုဆက်ပြီးတော့ဟလာတက်ရောက်ပြီးတော့ဆရာဆရာမကြီးတွေနေဟိုကာရဝပြုခွင့်တကယ်ချင်းနေတယ်ဆုံခွင့်တော့ထပ်လို့ကျင်ပါလေ။အမင်္ဂလာပါခင်ဗျာ။ကျွန်တော်ကဟိုအမေရိကန်နိုင်ငံညူဂျာစီမြို့ရပါတယ်။ ကျွန်တော်တို့ဒီကနေပြီးတော့ဒီကျောင်းကြီးမှာပညာသင်ပြီးတော့ထွက်သွားတာလေအနှစ်30 40ရှိဘူးနော်ဒါမဲ့ဟို2000ခုနှစ်မှာကျွန်တော်ပြန်ရောက်ပါတယ်ပြန်ရောက်တဲ့ကကြတော့ဒီလိုပဲတငယ်ချင်းတွေကတွေ့တော့ဒီလိုဆရာပူဇော်ပွဲလုပ်တယ်ဆိုတော့ကျွန်တော်တက်ရောက်ဖြစ်ပါတယ်အဲ့ရန်နေစပြီးတော့ကျွန်တော်ဟိုဝန်တာပီတီလည်းဖြစ်ဟိုဆရာမတွေကိုလည်းအားပြန်တွေ့ရတဲ့ကြောင့်ပျော်တဲ့အတွက်ကြောင့်ကျွန်တော်နောက်ပိုင်းနှစ်တန်းရောက်ကျွန်တော်ကြိုးစားရခဲ့အခု15နှစ်အတွင်းမှာကျွန်တော်တစ်နှစ်ပဲပြတ်ပါသေးတယ်ကျန်တဲ့နှစ်တည်းကတောက်လျှောက်ကျွန်တော်ဒီမှာဆရာ group ကုသပွဲကိုကျွန်တော် တက်ရောက်ဖြစ်ပါတယ်အဲ့ဒါကတော့အတိုင်းထက်လွန်ပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံသားကိုထွက်သွားပြီးတော့အလုပ်လုပ်တဲ့ခါကျတော့ဒီကျောင်းတော်ကြီးကသင်ပေးလိုက်တဲ့အင်္ဂလိပ်စာပေါ့အဓိကဘလောက်များကောင်းသလဲဆိုရင်ဟိုကျွန်တော်တို့မထွက်ခင်ကဆိုရင်ကျောင်းမှာသာအင်္ဂလိပ်စာသင်တယ်အိမ်မှာလည်းဗမာလိုဟိုအင်္ဂလိပ်ဗမာလိုပဲပြောတာပဲအင်္ဂလိပ်လိုတစ်ခါမှမပြောဘူးဒါပေမဲ့နိုင်ငံသားရောက်တဲ့ခါကျတော့ကျွန်တော်တို့အင်္ဂလိပ်စာရေးတာရောဟိုပြောတာရောကနိုင်ငံသားတွေကဘယ်မှာသင်လာလဲလို့ပြီးတော့မေးရတယ် ကျွန်တော်ကဗမာပြည်မှာပဲတင်လာလို့ပြောသူတို့ကမယုံဘူး။အမဖြစ်နိုင်ပါဘူးလေနိုင်ငံခြားမှာကိုကျောင်းအဲ့လိုအဲ့လောက်ထိကျွန်တော်တို့ကဒီတင်ပေးလိုက်တဲ့အခြေခံအဲ့လောက်ထိကောင်းပါတယ်။ပြီးတော့ကျွန်တော်တို့ကပြီးတော့ဒီသိပ္ပံပညာတွေပဲသင်တာလဲအင်မတန်ကောင်းတော့ကျွန်တော်တို့နိုင်ငံခြားမှာချန်ပီယံတဲ့အခါမှာသူများတဲ့ကျွန်တော်တို့ကသာတဲ့အဆင့်မှရှိပါဘူး။အဲ့တော့ကျွန်တော်တို့ကဟိုဒီဆရာဆရာမတွေအများရမ်းပဲကျေးဇူးတင်တယ်။နောက်တော့ဒီလိုပြန်ပြီးတော့လာပြီးတော့ဂရုကပြရတဲ့ခါကျကျွန်တော်အများကြီးကို ဟိုကျေးဇူးတဲ့တင်ပါတယ်ဝန်သာအားရလည်းဖြစ်ပြပါတယ်ဟိုပြောလို့လည်းမဆုံးပါဘူးပရိသတ်များခင်ဗျာဒီကနေ့တင်ဆက်ပေးခဲ့တဲ့ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကတော့ဂျီနူးပီတီဘွားဘွေရာမြင်ကွင်းများနဲ့ပြည်စုံနေတဲ့စိန်ကျွန်းဒိုင်အိုအစီအစဉ်ယောက်ျားလေးကြောင်းအာထကတိလမ်းမတော်ရဲ့အာစတီးယားပူဇော်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ဒီအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ